လင်မယားချပြဿနာတွေကြောင့်ဇနီးဖြစ်သူကိုဓာတ်ဆီလောင်းပြီးမီးရှို့တပ်ဖြတ်လိုက်တဲ့အမျိုးသားပေဒမြအောင်မဲမင်္ဂလာပေါင်းလက်တလုံးအွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့သတင်းတပုတ်ကတော့ဘကိုတိုင်းတနက်ပင်မြို့နယ်ကမျိုးသားတိုးကဇနီးဖြစ်သူကိုဓာတ်ဆီလောင်းပြီးမီးရှို့တပ်ဖြတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ကျွန်းလွန်သူအမျိုးသားဖြစ်သူကိုကျော်လင်းသိန်းကအသက်38နှစ်ရွယ်ရှိနေပြီဖြစ်ကသူ့ထက်အသက်ထပ်ဝလောက်ငယ်တဲ့ဇနီးငငယ်လေးကိုပိုင်ဆိုင်ထားတာပေါင်းဇနီးဖြစ်သူမတ်တူတူဆန်ကအခုမှအသက်18နှစ်ရွယ်သာရှိသေးပြီးခနာကိုကလည်းပိမိန်သေးသေးလေးနဲ့အပြိုပေါင်းရွယ်လေးသာဖြစ်ပါတယ် ငငယ်ရွရွနဲ့အိမ်တောင်ကျသွားတာကြောင့်အပြုတ်ဘဝလွတ်လပ်တဲ့ခန်းစားချက်တွေကိုလည်းခန်းစားချိန်မီရလိုက်ပါဘူး။အိမ်တောင်တဲ့ဘဝကိုချက်ချင်းရောက်သွားပြီးအသက်ကလည်းငယ်သေးတာကြောင့်ကြုံတွေ့လာရတဲ့ပြဿနာတွေအပေါ်မှာလည်းခံနိုင်ရင်မရှိတော့ပါဘူး။ဒါအပြင်မတ်တူတူဆန်ကခင်မုန်းတယ်မသိအောင်အွန်လိုင်းပေါ်ကနေနောက်ထပ်ရေးစားထားပြီးဖောက်ပြန်မှုကိုကျွလွန်ခဲ့တယ်လို့သိရပါတယ်။ ဒါကိုခင်မွန်းတဲကိုကျော်လင်းသိန်းကလက်မခံနိုင်ပဲဓာတ်စီလောင်းပြီးမီရှိုတက်ဖြစ်လိုက်တာပါအသက်ရွယ်ကွာလုံးတဲ့ခင်မွန်းတဲကိုပိုင်ဆိုင်ထားတဲ့မတူတူဆန်အနေနဲ့လည်း online ပေါ်ကတတူရွယ်တူကောင်းလေးတွေနဲ့တွေ့တော့စိတ်ကစားမိသွားတာဖြစ်မှာပါဒါကိုကိုကျော်လင်းသိန်းကတော့လက်မခံခဲ့ပါဘူးပြဿနာကိုခေါင်းအေးထပ်ပြီးစဉ်းစားချိန်တော့မပေးခဲ့ပဲစိတ်လက်မှန်ပါကျွလွန်ခဲ့တာပဲဖြစ်ပါတယ် မေလ25ရက်နေ့ညနေပိုင်းအချိန်မှာတော့ကိုကျော်လင်းသိန်းကမတ်တူတူဆန်းကိုဓာတ်ဆီလောင်ပြီးတက်ဖြတ်ခဲ့ကောင်ချက်ချင်းဆိုသလိုထွက်ပြေးတင်းဆောင်သွားတာပေါ့ပဝင်းချင်းကသိရှိသွားချိန်မှာတော့မတ်တူတူဆန်းကမီးလောင်တန်းရရင်းနဲ့အလူလဲဖြစ်နေပါပြီ ဒါကြောင့်မဲဘကိုးမြို့ဆေးရုံကြီးကိုပို့ဆောင်ခဲ့ကြတာပေါ့ယခုချိန်မှာတော့မတ်တူတူဆန်တရားမီလောင်တန်းရရဲ့ကြောင့်အသက်ဆုံးရှုံးသွားပြီလားအသက်ရှင်နေသေးလားဆိုတာတိတိကျကျပြောလာတာတွေတော့မရှိပါဘူးတရားခံကိုကျော်လင်းသိန်းကလည်းထွက်ပြေးတင်းဆောင်နေပြီးဘကိုးမြို့မှာရဲစခန်းကတော့ရဲစသက်ကြီးပုံမှန်300နှစ်နဲ့စုံစမ်းရှာဖွေနေပါတယ်မတ်တူတူဆန်ဟောင်းအွန်လိုင်းပေါ်ကနေဖောက်ပြန်ခဲ့လို့ကိုကျော်လင်းသိန်းကဓာတ်ဆီလောင်းမီရှို့ခဲ့တယ်လို့ကနအိုးသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ပအဝင်ချင်းဒေသခံတချို့ကတော့ကိုကျော်လင်းသိန်းကဇနီးငယ်ငယ်လေးကိုပိုင်ဆိုင်ထားပေမဲ့တနေ့တနေ့အရက်တွေမူယူပြီး နေတိုင်းနှိပ်စက်ခဲ့လို့ပြောလာကြတာပေါ့မတူတူဆန်အနေနဲ့အသက်ရွယ်กว่าတဲ့ခင်မွန်တဲကိုလည်းပိုင်ဆိုင်ထားရကအလိုလိုက်ခံရတာတွေအချစ်ခံရတာတွေမရှိပဲနေစဉ်ရက်ဆက်နှိပ်စက်ခံနေရတာကြောင့် စိတ်ထပောက်ရှာပြီး online ပေါ်ကအသက်ရွယ်တူကောင်းလေးနဲ့တာယာမိသွားတာဖြစ်ပါလိမ့်မယ်။ဒါရီကိုကိုကျော်လင်းသိန်းကသိသွားပြီးအစကတည်းကလည်းသွေးဆိုးတဲ့အကျင့်ရှိတာကြောင့်အခုလိုရဲဆက်ဆက်ဓာတ်စီလောင်းပြီးမီးရှို့တက်ဖြက်လိုက်တာပေါ့။ယနေ့ခေတ်ကြီးမှာမြို့သမီးငယ်လေးတွေအနေနဲ့ဆော့ဆော့ဆီဆီအိမ်ထောင်ပြုတ်တောင်းမွေးတွေလောက်လာကြပြီးအိမ်ထောင်ရဲ့အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတာပေါ့။အမျိုးသားတွေအနေနဲ့ကလည်းကိုယ့်ရဲ့ဇနီးမယားပေါ်ညှတာမှုမရှိဘဲလူမဆန်စွာနှိမ့်ဆက်နေတဲ့သတင်းတွေကလည်းခဏခဏဆိုသလိုကြောင်းမြင်နေရပါတယ်။ အိမ်ထောင်ပြူရာကကလေးကစားစရာလိုဖြစ်နေကြတဲ့ယနေ့ခေတ်ကြီးမှာဖောက်ပြန်မှုတွေကလည်းလူတန်းစားမရွေးပါပဲ။ဒါကြောင့်အိမ်ထောင်ရင်းနဲ့ပတ်သက်လာရင်လက်မထက်ခင်ကတည်းကတေချာစင်စားဆုံးဖြတ်ကြဖို့အရေးကြီးတယ်လို့အမျိုးသမီးတွေအနေနဲ့လည်းကိုကိုကိုတန်မိုးထားကြပါအောင် အခုဆိုရင်လင်မယားကြားဖြစ်တဲ့ပြဿနာကိုပြေလည်အောင်ညှိနှိုင်းဖြေရှင်းတာမျိုးမရှိဘဲဒေါသတကြီးလှုပ်ခဲ့တဲ့အတွက်နှစ်ယောက်လုံးဒုက္ခကိုစီရောက်ခဲ့ရပါပြီ။ဘရိတ်တို့အနေနဲ့ရောဇနီးဖြစ်သူဖောက်ပြန်လို့ဓာတ်စီလောင်းပြီးမီးရှို့တက်ဖြစ်လိုက်တဲ့ဖြစ်ရအပေါင်းမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။